ျွန်တော်ဒီမှာနေဦးမှာပရိငါ၃ချက်ရိုက်တော့တင်ငါကို၅၁ကို၉ခုကိုပရိငါ၃ခါရိုက်တယ်အဲ့ပရိငါ၃ခါရိုက်ပြီးတော့မှာနော်ငါထိတ်ငါထိတ်ငါထိတ်ဆိုမှာ ငါးထိပ်စီ၃ချက်ရိုက်တယ်အဲ့ဒီငါးထိပ်စီ၃ချက်ကဘာတွေအလုပ်လုပ်နေလဲဆိုတော့ကျွန်တော်တို့နော်လိုရင်းတိုရှင်တွေပြပေးပါမယ်နော်ဒီငါးထိပ်ရဲ့အပေါ်မှာသူ့ရဲ့အပေါ်မှာငါးဒီဘယ်နေရာမှာပဲရှိရှိနောက်ပိတ်မှာရှိရင်၃ဒီနောက်ပိတ်မှာလိုက်ကတ်တယ်သူ့ရဲ့အောက် ဒီ9ထိပ်စီရဲ့အောက်မှာ9နှစ်ခတ်3ဆိုပြီးမှကြိုက်ပြီးတော့မှဒီ9 4 3ဆိုတဲ့ခဏကနောက်တစ်နှစ်မှာထွက်ပြီးတယ်နော်နောက်ဒုတိယ9ထိပ်စီရဲ့အပေါ်မှာ9ဒီနောက်ပိတ်မှာရှိတယ်9နောက်ပိတ်လို့ရိုက်လိုက်တာ ਨੇ တွေ့ရတဲ့ဘွဲကြောအောက်တပင်းကြောမှာ ငါးနှစ်ခတ်သုံးလိုက်တယ်ငါးတုံညသုံးဆိုတဲ့ခဏသည်နောက်တစ်နှစ်မှာထွက်တယ်ဒါကျွန်တော်ရိုးရှင်းလေးပြပေးရနော်ရိုးရိုးလေးရိုးရိုးလေးပြပေးတာပေါ့ဗျာနောက်တတိယငါးထိပ်စီးနှစ်ထဲမှာသူ့အပေါ်မှာငါးလုံးပိုက်တစ်လုံးလာတယ်ဒီငါးလူလာလိုက်တာ ਨੇ ငါးနှစ်ခတ်သုံးဒီတပင်းကျော်မှာလိုက်ထောက်တယ်ငါးနှစ်ခတ်သုံး ငါးနှစ်ခတ်သုံးငါးနှစ်ခတ်သုံးဆိုမှရိုက်တယ်အဲ့ဒီရိုက်လိုက်တယ်ငါးငါးသုံးဆိုတဲ့ပတ်လေအာကနန်းဒီကျွန်တော်ဒီ6ကြိမ်ကို6ကြိမ်ကိုမျောလင့်တာပေါ့နော်6ကြိမ်ကိုကျွန်တော်ဖမ်းတာပေါ့အဲ့ဒီမှာကျွန်တော်ပြောချင်တာကဒီ9ထိပ်စီ3ချက်ရိုက်တဲ့ ငါးဒိစီသုံးချက်ရိုက်လိုက်တဲ့အပေါ်ကဒီငါးလုံးပိုင်ငါးလုံးပိုင်ငါးလုံးပိုင်ရဲ့တပွဲကျော်မှာ၃ပိတ်၃ပိတ်၃ထိတ်ဆိုမှရိုက်ထားတာရှိဒီပထမငါးထိတ်စီရဲ့အပေါ်ကငါးနောက်ပိတ်ရဲ့တပင်းကျော်မှာကျွန်တော်တို့ငါးနှစ်ခက်၃လိုက်တဲ့အချိန်မှာငါးလေး၃ဆိုတဲ့ခဏန်းတီငါးထိတ်စီရဲ့အောက်မှာကြာတယ် ဲ့ဒီငါးထိတ်စီရဲ့အောက်မှာကြားတယ်လို့သူဇောင်းမှာလဲငါးထိတ်ခံရတယ်ကျွန်တော်မိတ်ဆွေရှင်းပါတော့အဲတယောက်မှမရှိလဲကျွန်တော်ပြကြလိုက်ပါမယ်ဗျာနော်ကျွန်တော်မအားလက်တဲ့ကြားတဲ့အနေမှာကျွန်တော်မိတ်ဆွေနဲ့မဝေးกว่าအောင်မကင်းกว่าအောင်ပေါ့ဗျာနော်ကျွန်တော်မိတ်ဆွေတွေနဲ့အလားမဝေးအောင်ကျွန်တော်စိုက်ကလေးတစ်ခုတင်ပေးကြလိုက်ပါတယ်တင်ပေးပါတယ်ဗျာနော် ော့ဒီ9နှစ်ခက်3 543ဆိုတဲ့ကဏ္ဍကဒီ9ထိပ်စီအောက်မှာဖြစ်တယ်လို့သူ့ရဲ့ဇောင်းမှာလည်း9ထိပ်ခံထားရမယ်အဲ့ဒီ9ထိပ်စီခံတဲ့9ဒီတဲ့သူက3ချိန်မြောက်3ချိန်မြောက်ထွက်တဲ့9ထိပ်ဖြစ်ရမယ်ဒီမှာ9ကိုခုက9ထိပ်တစ်ခါလာတယ်နော်ငါကူလေးက၅ထိပ်တခါလာတယ်။၅၈၃က၅ထိပ်တခါလာတယ်။ အဲ့တော့ငါးထိပ်သုံးခါပြည့်တဲ့ဇောင်းမှာဒီငါးလေးသုံးကိုချပေးတယ်။နော်။နောက်ဒုတိယကျွန်တော်တို့ငါးနှက်ခတ်သုံးလို့ထောက်ထားတဲ့ငါးသုံးညာသုံးဆိုတဲ့ကဏ္ဍဒီဒုတိယအချိန်မှာကျတော့ဒီကျွန်တော်တို့ငါးထိပ်စီတစ်ခါလာတယ်။ငါးထိပ်စီနှစ်ချိန်လာတာ ਨੇ ပထမကသုံးချိန်ဒုတိယကနှစ်ချိန်။ငါးထိပ်နှစ်ချိန်ထောက်လိုက်တာ ਨੇ သူက ူ့ရဲ့မြင်းခုံမှာငါးထိတ်လို့ခံပြီးတော့မှသူ့အောက်မှာဒီငါးတုံညာတုံးကိုချပေးတာငါးတုံးနှစ်ခက်အတွင်းနဲ့ချပေးတာဗောနော်ကျွန်တော်တတ္တရာမြောက်အဲ့ဒီမှာတချို့ယူတချို့ကဒီနောက်ဒီငါးထိတ်စီငါးထိတ်စီငါးထိတ်စီရဲ့နောက်ထောင်တော်လုံး၅၄၃၅တုံညာ၃၄၃6လို့ယူခြင်းနဲ့ဆိုလဲကိုယ်စိတ်နဲ့ကိုယူလို့ရပါတယ်နော်၄၃6လို့ယူခြင်းဒါပေမဲ့ကျွန်တော်ကတော့ကျွန်တော်ဖမ်းတဲ့ပုံစံက ဒီငါးထိတ်ကြောင့်အပေါ်မှာငါးလုံးပိုင်လို့ကြထားတယ်ကျူပြီးတော့ရိုက်ထားတယ်အဲ့ငါးဒီနောက်ပိတ်မှာရှိရင်၃လဲနောက်ပိတ်မှာလိုက်ရိုက်တယ်ဒီငါးထိတ်စီကြောင့်အပေါ်မှာငါးလုံးပိုင်ရိုက်ထားတယ်အဲ့ငါးလုံးပိုင်ထွက်ထားတဲ့ငါးနောက်ပိတ်ဖြစ်တဲ့အတွက်၃နောက်ပိတ်ဒီလဲတပွဲကြောင့်မှာ၃နောက်ပိတ်လိုက်ရိုက်တယ်အဲ့ကနောင်းကိုပဲကျွန်တော်ယူချင်တာပေါ့ဗျာနော်အဲအဲ့လိုမဟုတ်ဘူးနောက်ထောင်၃လုံးနေပြီးယူမယ်ဆိုရင်တော့၄၃၆ကို နော်436အာကိုယူလို့ရတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ကငါးရှိတဲ့နေရာကိုပဲကျွန်တော်စိတ်ဝင်စားတာပေါ့ဗျာနော်ငါဒီတတိယမြောက်ငါးထိပ်စီအပေါ်မှာငါးလုံးမှရိုက်တယ်ငါးရဲ့တပွဲကြောင့်မှာငါးနှစ်ခက်သုံးထောက်ထားတယ်အဲ့တော့ငါး93ဆိုတဲ့ခဏနော်ကျွန်တော်ဘယ်ချိန်မှာဖမ်းလဲဆိုတော့ဒီ933ဒီငါးထိပ်စီနှစ်ကြိမ်ထွက်တဲ့ဇောင်းမှာထွက်တယ်ငါးထိပ်စီအောက်မှာပဲဖြစ်တယ်ဒီ653ဒီ ငါးထိပ်စီအောက်မှာထွက်တယ်။သူ့ရှေ့နှက်မှာငါးထိပ်စီသုံးကမြောက်ထွက်တဲ့កောင်ရဲ့ဆောင်းမှာထွက်တယ်။ဒါဆိုရင်ကျွန်တော်တို့953မဟုတ်436ပေါ့ဗျာ။ဒါပေမဲ့953ကိုပူကြိုက်ပါတယ်။ဒီ953ဆိုတဲ့ကဏ္ဍဒီကျွန်တော်ပထမဦးဆုံးကြီးစထွက်တဲ့ငါးထိပ်။သုံးကပြီးနှစ်ခါနှစ်ခါပြီးတစ်ခါပေါ့ဗျာနော်။တစ်ချိန်ပေါ့။ငါးထိပ်လို့စထွက်လိုက်တဲ့ သူ့ရဲ့မြင်းခုံမှာလည်းပဲငါးထိတ်ခံထားတာဖြစ်တဲ့အတွက်ဒီနေရာမှာကျွန်တော်ဒီငါးငါးသုံးကိုစိတ်ဝင်စားပါတယ်နော်ငါးငါးသုံးနော်ကျွန်တော်အဲ့ဒါကိုစိတ်ဝင်စားတဲ့အာအာအိုင်းလဲအာပေါ့ဗျာနော်အိုင်းလဲအာငါးငါးသုံးကိုစိတ်ဝင်စားတယ်နောက်၄၃၆ကတော့ရံပေါ့ဗျာနော်ရံ၄၃၆ အဲ့ဒီမှာကျွန်တော်ကျွန်တော်မိတ်ဆွေကျွန်တော် member ဖွဲ့ကြီးကိုကျွန်တော်ပြောချင်တာကเนาะကျွန်တော် member ဖွဲ့ကြီးပြောချင်တာကဒီအချိန်မှာကျွန်တော်ပြီးလိုက်တဲ့ကျွန်တော်ဒီအချိန်ကိုခဏနှစ်ကွက်တည်းထုတ်ထားပါတယ်ဗျာเนาะနှစ်ကွက်တည်းထုတ်ထားတယ်ဒီအချိန်မှာကျွန်တော်ကျွန်တော်ဒီကယူတဲ့ဝယ်ဘူးတဲ့မိတ်ဆွေတွေကိုပြောချင်တာကညကျွန်တော်အခု Viber မှာဆက်သွယ်ထားတဲ့မိတ်ဆွေတွေအကုန်လုံးပေါ့เนาะ Viber မှာကျွန်တော်နဲ့တူအဲကျွန်တော်နဲ့တူ ကျွန်တော်စီကအားပေးဘူးတဲ့မိတ်ဆွေတွေအကုန်လုံးဒီအချိန်မှာခဏနှစ်ကွက်ထဲပို့ပြီးမှဖြစ်ပါရဲ့နော်အဲ့ဒီမှာကျွန်တော်ညှော်လင်းနဲ့ထိတ်စည်းလာခဲ့မယ်ဆိုရင်တော့ဒီ6ချိန်9ချိန်10ချိန်လုံးကျွန်တော်တို့စားရမှာပေါ့ဗျာဒီအချိန်မှာထိတ်စည်းကျွန်တော်ညှော်လင်းနဲ့ထိတ်စည်းဒီအရန်အရေးကြီးပါတယ်ဒါတခါတည်းတလက်စားကျွန်တော်အဖွဲ့တွေပြောတာပါဗျာနော်ကျွန်တော်အဖွဲ့တွေကိုပြီးမဲ့ထိတ်စည်းခဏထိတ်စည်းတစ်ခုနဲ့ခဏနှစ်ကွက် ျွန်တော်လိုချင်တဲ့ထိပ်စီးနဲ့ခန်းန်းနှစ်ကွက်လာခဲ့မယ်ဆိုရင်6ကျင်9ကျင်10ကျင်3ကျင်စလုံးကျွန်တော်စားရမှာဖြစ်တယ်ဆိုတော့ကြိုပြီးတော့မှတရင်ကောင်းလေးပေးတာပေါ့ဗျာနော်အဲ့အချိန်ကျရင်တော့ကျွန်တော်အဲဒါကျွန်တော်အရင်ခေါ်တယ်လို့ပဲမမထခွန်ခွန်ပါပေါ့ဒါကတော့ကျွန်တော် free ပေးတာဖြစ်တဲ့အတွက်ကျွန်တော်မမဒီအချိန်မှာမမမခေါ်ပါဘူးဗျာနော်ဒီကျွန်တော်တို့ဒီအချိန်မှာကျွန်တော်ညှော်လင်းတဲ့ထိပ်စီးလာခဲ့မယ်ဆိုရင် ကျွန်တော်စောင့်နေတဲ့ထိပ်စည်းတစ်ခုလာခဲ့မယ်ဆိုရင်ဒီအချိန်မှာကျွန်တော်ခုကျွန်တော်ခုနှစ်ချိန်မှာကျွန်တော်ရောင်းမယ်၈ချိန်မှာရောင်းမယ်နော်ဒီချိန်မှာကျွန်တော်မရောင်းသေးပါဘူးမျောတဲ့ခဏဖြစ်တဲ့အတွက်မရောင်းသေးပါဘူးကျွန်တော်ရဲ့ကျွန်တော်စီကဝယ်ဘူးတဲ့မိတ်ဆွေတွေကိုကျွန်တော်ဘိုင်ဘာနဲ့ပို့ပြီးမှဖြစ်ပါတယ်နော်၂000နဲ့ဝယ်တဲ့တချို့ဆို၂ချိန်၃ချိန်လောက်ဝယ်ထားတဲ့လူရှိတယ် အဲအဲ့လူနှစ်ကြိမ်ဝယ်ထားပြီးတဲ့မိတ်ဆွေတွေဦးစားပေးမှာပေါ့ဗျာနော်ကျွန်တော်ပို့ဘိုက်ဘာနဲ့ပို့ပြီးမှာပါအဲဖုံးဆက်ပြီးလဲမတောင်းပါနဲ့ဗျာနော်ဖုံးဆက်ပြီးလဲမတောင်းပါနဲ့နောက်တစ်ခုကကျွန်တော်တို့ကျွန်တော်လည်းမအားလက်တဲ့အတွက်ကျွန်တော်လည်းခီးထွက်နေရတာဖြစ်တဲ့အတွက်နော်ဖုံးဆက်ပြီးလဲမတောင်းပါနဲ့နောက်ကျွန်တော်ဖုံးမဆင်းနဲ့လဲအလုံးမလုံးတော့ပါဘူးနော်ဘိုက်ဘာတစ်မျိုးတည်းနဲ့လောက်တာ ဖြစ်တဲ့အတွက်အဲကျွန်တော်အခုဒီဝေါ်မှာတင်ထားတဲ့ဒီကျွန်တော်ဒီဘူဇိုဖိုင်မှာတင်ထားတဲ့ဖုန်းနံပါတ်ကို Viber နဲ့ဆက်သွယ်ပါဒီဖုန်းနံပါတ် Viber ဖွင့်ထားပါတယ် နော် okay ပါအားလုံးနော်မင်္ဂလာပါကျွန်တော်တင်ငယ်ကြီးနေအားလုံးမတွေ့တာကြာလို့နော်ကျွန်တော်ဒီငါးထိပ်စီနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ကခဏတုပ်ကိုရိုက်ဖို့ရိုက်ပေးလိုက်တာပေါ့နော်ငါးငါးသုံးရယ်လေးငါးသုံးခြောက်ရယ်ငါးငါးသုံးအားရယ်လေးသုံးခြောက်အားရယ်ဒါတတ်နိုင်ကစားကြည့်ပါလို့နော်ရံွက်လေးအနည်းဆုံးတော့900တထောင်တော့ထိုးပေါ့ဗျာနော်ဝေဝမင်္ဂလာပါကျောင်းမိတ်ဆွေအားလုံးကျမ်းမာချမ်းသာလူရဆန္ဒပြေဝကြပါစေ